ဆုံးမြညာတည်ဝင်ခြင်းဆုံးမြညာတည်ဝင်ခြင်းဟာအငွေစည်းငွေမှာကြာနိုင်ပါတယ်ပြီးတော့မလုပ်ဘူးဆိုလီ အစကတည်းကမလုပ်ပါနဲ့လုပ်ပြီဆိုရင်လည်းဘယ်တော့မှပြန်ဖြတ်လို့မရတဲ့အရာဖြစ်ပါလေရှင်မြမဆုံးမြညာစည်းကမ်းမှာဆုံးမြညာတည်ယူလို့သူဟာဆုံးရှိနေတဲ့နေရာကိုအနောက်တောင်ဘက်မှနေပြီးနနောနယ်ထားတဲ့ဇလုံးထဲမှာကြွမီးမပါတဲ့အုံသီးကိုထည့်ဝါဖြစ်ပြုလုပ်ထားတဲ့စက်ပူတကွန်တိုင်းလေးချောင်းကိုထိုးပြီးခေါင်းမော်ရွက်ပြီးယူလာရပါတယ်။ ဆုံးမညာတင်ယူလိုသူဟာဆုံးရှိနေသောအိမ်ရဲ့အနောက်တောင်ဘက်မှာအိမ်ရှိသူရက်လိုက်ပြီးဆုံးပညာတဲ့ဟာသူ့ရဲ့သားသမီးအရင်းရှာမဟုတ်တော့လေအဲ့ဒီလိုလာတဲ့သူကို ဆုံးပညာအမွေဆက်ခံသူအဖြစ်ပညာသင်ကြားပေးရပါတယ်အဲ့ဒီစီကံရဲ့အတိတ်ဘက်မှာလာပြည်ညမှာဆုံးပညာရှင်များအဆင့်တက်တော်လေ ဆုံးတောက်စားသောနေ့ဖြစ်ပြီးနနောနယ်ထားသောစံနေ့ကြုံမိမပါတဲ့အုံဒီကိုတည်လာသူက ဆုံးပညာရဲ့အခန်းကဏ္ဍကိုတက်အောင်ကူညီမယ်လို့အယူရှိတာကြောင့်ဆုံးပညာတဲ့ရအဲ့ဒီလိုလာတဲ့သူတွေကိုကျေးဇူးဆက်သောအနေဖြင့်ဆုံးပညာကိုတင် जा ပေးရတယ်လို့အထိပ္ပယ်ရပါတယ်ဒီလိုပညာတင်သူကပထမဆုံးအဆင့်အနည်းနဲ့လောက်ွယ်ညမှာအလုံးအဆင့်နေသောအလုပ်ကိုစတင်ပြုလုပ်ရပါတယ် ြည့်ရင်တော့ဘလို့အကြောင်းမျိုးဝဲရှိရှိစုံပညာကိုတင်ယူရပါတယ်။မတင်တော့ဘူးမလုပ်တော့ဘူးဆိုပြီးရှိုးဖောက်ခွင့်မရှိပါဘူး။အစားမှစုံငန်းတိုင်အောင်တင်ယူရပါတယ်။တကယ်လို့စီဖောက်ပြီးဆက်လက်ပညာမတင်ယူလိုပါကဇော်ကနစ်မေတော်ရဲ့အစီအပားကဝေတွေကအဲ့ဒီသူကိုဝိညာဉ်နှုတ်ပြကြပါတယ်။ဒါကြောင့်မြမစုံပညာဟာအလွန်ကြောက်စရာကောင်းတဲ့ပညာရဲ့တစ်ခုဖြစ်ပါတယ်။ဆုံးပညာအခြေခံတသက်ပြန်ရည်သွင်းခြင်း သုံးပညာတင်သူဟာပထမဆုံးအတွေ့အကြုံအနေနဲ့ပညာသင်ကြားပေးသောဆုံးက ရေပွဲတစ်ခွက်ကိုယူကခေါင်းမော်တင်မန်းမှုပြီးအဆိုပါဆုံးကဝေရေမန်းခွက်ကိုပညာသင်သူကို ပေးပြီးရေခွက်ကိုတစက်မိတ်ပေါ်သို့ပတ်ခိုင်းပြီးပြန်ကျလာသောရေကိုတောက်ခိုင်းခြင်းဖြစ်ပါတယ်။ဒါဟာရှင်မြတ်ဆုံးပညာရဲ့အခြေခံတစက်ပြန်ရည်သွင်းခြင်းဖြစ်ပါတယ်။ဒုတိယအဆင့်ကတော့ဇောကနိမေတော်ရဲ့မျက်ကွင်းခြင်းဖြစ်ပါတယ်။ ဆုံးမြညာတင်သူကိုဇော်ကနဲ့မဲတော်ရှိမှဒူးထောက်ထိုင်ခိုင်းပါတယ်။ပြီးတော့ပညာတင်သူဟာမဲတော်ကိုတခွန်နိုင်များဖြင့်ပူဇော်ရပါတယ်။ပြီးတဲ့အခါမှာဇော်ကနဲ့မဲတော်ကသူ့ရဲ့ခါမှထမိန်စာကိုဖျဲပြီးဆုံးမြညာတင်သူရဲ့မျက်စိမှာ ရှီနှောင်ပေးပါတယ်။ဒါဟာဇောကနဲ့မေတော်ရဲ့မျက်ကွင်းချင်းအဆင့်ဖြစ်ပြီးသုံးပညာရဲ့အရှိန်အပါဝါကို အလိုလိုရရှိနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ ပြီးမှသာလျှင်ဆုံးပညာသင်ပေးသူက ဆုံးကဝီတို့တက်မြောက်သည့်နဲ့ပညာရများကိုသင်ကြားပေးမှာဖြစ်ပါတယ်။ဒါတွေဟာဆုံးကဝီတွေရဲ့ပညာမွေပေးခြင်းဘူးသွင်းခြင်းပညာနှင့်ပညာသင်ယူခြင်းဆိုင်ရာအချက်အလက်များဖြစ်ပြီးမော်ဒတ် ဆုံးတတ်ကဝေတတ်တို့ကိုသင်မယ်ဆိုရင်တော့သင်ဟာကျင်းသည့်ငရဲကြာခံရပါလိမ့်မယ်။ဘူးသူဒအနေနဲ့သာဖော်ပြပေးခြင်းဖြစ်ပါတယ်။လိုက်ပြီးစမ်းမကြည့်ဖို့လည်းတတိပေးခြင်းပါတယ်။ ောက်ထပ်ဗီဒီယိုလေးတွေကိုကြည့်အောင်လဲကျွန်တော်ရဲ့ channel လေးကို like share subscribe လေးနဲ့လေးပါဝင်ကူညီပေးကြပါအောင်ခင်ဗျာ